အမေရိကန်နိုင်ငံကမြန်မာနိုင်ငံငလျင်ပေးအတွက်ဒေါ်လာ9တန်ထပ်မံကူညီမယ်လို့ဧပြီ9ရက်မှာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံကထုတ်ပြန်ပါတယ်။အမေရိကန်တန်ယုံရဲ့ထုတ်ပြန်ချက်အရမိမိတို့ရဲ့ဘေးအန္တရာယ်ကျွမ်းကျင်ပညာရှင်တွေကနအူးအကဲဖြတ်စမ်းစစ်ချက်တွေအရ မြန်မာနိုင်ငံအတွင်းကငလီဘေးတန်တဲ့အတိုင်အဝန်တွေကိုပံ့ပိုးကူညီဖို့အမေရိကန်ပြည်ထောင်စုကအမေရိကန်ဒေါ်လာ9တန်းခန့်ကိုထပ်တိုးရန်မုံငွေအဖြစ်အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါဗျ။မလ31ရက်ကမြန်မာနိုင်ငံကိုအမေရိကန်နိုင်ငံကကူညီမှုပေးဖို့ကြေညာခဲ့တဲ့အမေရိကန်ဒေါ်လာ2တန်းနဲ့အခုထပ်လောင်းပေးရမယ့်အထောက်ပံ့တွေကနေတဆင့်ငလီဘေးတန်တဲ့အတိုင်အဝန်တွေအတွက်အရေးပေါ်နာခိုရာစားနပ်ရိက္ခာစေဝါပစ္စည်းတွေနဲ့တောက်သုံးရည်တို့ကိုပေးရမယ်လို့သိရပါဗျ။အဲ့လိုပဲမြန်မာနိုင်ငံ ငလင်ဘေးတံတုံ့ပြန်ဆောင်ရွက်မှုအပေါ်ကွပ်လေးပွင့်ဆိုင်မိဖက်တွေဖြစ်တဲ့ American, Japan, India, Australia တို့ပိုရဲကြေညာချက်မှာမလ28ရက်က မြန်မာနိုင်ငံအလဲပိုင်းမှာမြင်းကလေးလှုပ်ခတ်ခဲ့တဲ့နောက်ဆက်တွဲအဖြစ်မြန်မာပြည်သူတွေနဲ့ထိုင်းပြည်သူတွေကိုမိမိတို့များစွာစာနာစိတ်မကောင်းဖြစ်ရပြီးထက်တူဝန်နေရကြောင်းဖော်ပြထားပါတယ်။ဒါ့ပြင်လေးပွင့်ဆိုင်မိဖက်တွေဖြစ်တဲ့မိမိတို့ဟာစုစုပေါင်းခံမှန်းချေအမေရိကန်ဒေါ်လာသန်း20ကျော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရသွားဖို့ကတိကဝတ်ပြုထားကြပြီးဖြစ်ကြောင်းနဲ့ငွေကြေးထောက်ပံ့မှုအစီအစဉ်တွေနဲ့အပြန်လည်ပိုးရဲကြိုးပမ်းအားထုတ်မှုတွေကနေတဆင့်မိမိတို့ဟာကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းတွေပေးရတာ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အဖွဲ့တွေဖွဲ့စည်းဆေလွတ်တာနဲ့မြန်မာနိုင်ငံအတွင်းငလီဘေးတန်တဲ့သူတွေကိုစောက်ရှောက်မှုပေးရနေကြတဲ့လူသားချင်းစာနာမှုဆိုင်ရာအကွင့်ကြီးပေးရင်မိဖက်အဖွဲ့အစည်းတွေကိုပံ့ပိုးကူညီတာတွေပြုလုပ်လျက်ရှိကြောင်းကွအဖွဲ့ကပိုရဲကြေညာထားပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ပြင်းထန်မြင်းကလင်းကြောင့်ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ငလင်တန်တဲ့ပြည်သူတွေအတွက်အမေရိကန်ပြည်ထောင်စု Samaritans Park International Release အဖွဲ့ကလှူဒါန်းတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေဖြစ်တဲ့ဆေးဝါးနဲ့ခွဲစိတ်ခန်းတိစောက်ဖို့ဆက်ဆက်ပစ္စည်းတွေပါဝင်တဲ့ 22634ကီလိုဂရမ်နဲ့ခွဲစိတ်ဆေးရောင်ဝင်တွေအထွေထွေယောဂကုဆေးရောင်ဝင်တွေသူနာပြုတွေကျွမ်းကျင်ပညာရှင်စုစုပေါင်း25ဦးကိုတည်ဆောင်ပြီး Summary Transport အဖွဲ့ပိုင်းလင်းရင်နဲ့ April 9ရက်ကရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိလာတယ်လို့သိရပါဗျာ။